မင်္ဂလာပါရှင်ယနေ့ရန်ကုန်မြို့တော်သတင်းဆောင်ကနေတင်ဆက်ပေးပါကတော့ဗုဒ္ဓထောင်စီတီတော်ဗုဒ္ဓဖိတေကအနေကစားတင်လူပူဇော်ခြင်းအခမ်းအနားကျင်းပရန်ကျူတင်လုပ်ငန်းညှိနှိုင်းအစီအွေပြုလုပ်တဲ့တင်ဖြစ်ပါတယ် ဗုဒ္ဓထောင်ချိုက်တီအက်ဆန်တော်ဦးစီတော်လုံတော်ပြည်ရွှေသင်္ကန်းကတ်လူပူဇော်ခြင်းလုပ်ငန်းပီစီ၍ဗုဒ္ဓဖိတိကအနိကစားတင်လူပူဇော်ခြင်းနှင့်ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပရန်အတွက်ကျူတင်လုပ်ငန်းညှိနှိုင်းအစီအွေကိုဇွန်လ၁ရက်မိုးလယ်၂နာရီကစီရောဂောဘကအဖွဲ့ရောအစီအွေခမ်းမှမှပြုလုပ်ကြောင်းသိရပါသည်။ ရှေဦးစွာအခမ်းအနားကိုနမောတတသုံးခြင်းရစုဖျားကတော်ရေဖွင့်လှစ်ပြီးရွှေတင်ငန်းကတ်လူပူဇော်ရေးဦးစီးကော်မတီဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးထေအောင်နှင့်ဦးစီးကော်မတီဒုတိယဥက္ကဋ္ဌဒိုင်းဒေသကြီးအစိုးရအဖွဲ့တည်ရန်စတာရေးရာဝန်ကြီးဦးစော်ဝင်းတို့ကအမှာစကားအတည်တည်ပြောကြားကြပါသည်။ အဲဒီနောက်လုံတော်ပြေရွှေသင်္ကန်းကတ်လူပူဇော်ခြင်းနဲ့ပတ်သက်လို့ပြီးစီးမှုများအားရွှေသင်္ကန်းကတ်လူပူဇော်ရေးဦးစီးကော်မတီအတွင်းရေးမှုများရွှေသင်္ကန်းကတ်လူပူဇော်ရေးလုပ်ငန်းကော်မတီများ၏ဥက္ကဋ္ဌများရွှေသင်္ကန်းကတ်လူပူဇော်ရေးဦးစီးကော်မတီဝင်များကလုပ်ငန်းဆောင်ရွက်ချက်များနဲ့ပတ်သက်လို့ရှင်းလင်းဆွေးနွေးကြပါသည် ဆက်လက်ပြီးအခမ်းအနားတက်ရောက်လာကြသူများကအထူးထည်ဆွေးနွေးကြပြီးဒိုင်းနေသားကြီးလူမှုရေးရာဝန်ကြီးဦးထေအောင်ကညီကုံချုပ်စကားပြောကြားကအခမ်းအနားကိုဗုဒ္ဓသာသနာစီရင်တိတ်တထူတုံးချေရွတ်ဆူဆူတောင်းပြီးရုပ်သိမ်းကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့အောင်မြင်ကပြပူလာတာပါ နောက်ဆုံးနေဆက်မဲ့တဲ့ရင်ကတော့ရန်ကုန်တိုင်းဒေသကြီးရင် အခြေခံပညာကျောင်းများဖွင့်လှစ်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစီအဝေးကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးရင် အခြေခံပညာကျောင်းများဖွင့်လှစ်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစီအဝေးကိုဇွန်လ၁ရက်နေ့နံနက်ပိုင်းကရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးချုပ်အစီအဝေးခန်းမတွင်ကျင်းပကြောင်းသိရပါတယ်။ ရှေးဦးစွာတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးထေအောင်ကအဖွဲ့မှစကားပြောကြားပြီးတိုင်းပညာရေးမှူးချုပ်ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာချွချိုမြတ်အောင်ကပညာရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးလမ်းညွှန်မှကြားချက်များကိုထပ်ဆင့်အတည်ပြုပြောကြားရာတွင်ကျောင်းသူကျောင်းသားများရောက်ရှိစေရေးတီစီအခက်အခဲရှိသူများအားကျောင်းအပ်လက်ခံရေးညွှန်ကြားချက်များအတိုင်းလိုင်းနာဆောင်ရွက်ရေးနှင့်စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းဆောင်ရွက်ထားရှိမှုကျောင်းများတွင်နိုင်ငံတော်အလံအလေးပြုမှုနိုင်ငံတော် ော်သချင်းတည်ဆူမှုစာသင်ကမ်းများလိုက်လံကြည့်ရှုစစ်ဆေးကျမတ်ဆောင်ရွက်မှုနဲ့ကျောင်းအတွင်အပြင်နေစဉ်အသင်ရှင်တရက်သတိပြုကျမတ်စစ်ဆေးမှုများကိုရှင်းလင်းပြောကြပါတယ်အဲ့ဒီနောက်အခမ်းအနားတယောက်လာကြသောဒုတိယညွှန်ကြားရေးမှူးများခရိုင်ပညာရေးမှူးများမြို့နယ်ပညာရေးမှူးများကအထွေထွေဆွေးနွေးကြကြောင်းသိရပါပါတယ်ရှင်ဒီသတင်းကိုတော့အောင်မြင်ကပေးပို့ထားပဲဖြစ်ပါတယ်